မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိပ်တိုက်ပွဲသတင်းကတော့အာရခတပ်တော် AA ရဲ့ဇွန်လ23ရက်နေ့ထိုးစစ်ဆင်တိုက်ခိုက်မှုမှာတန်တွဲလေစိတ်မစင်နဲ့အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှီတန်းစကမ်းဖြစ်တဲ့တောဟင်းတောင်ဘျူဟာဂုံးကိုသိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တန်တွဲလေစိတ်ကိုရပါပြီခမရ966ကိုတိုက်နေသေးပါလေစိမ့်မှာလေရင်နှစ်စီးပါရတယ်လို့ပြောနေပေမဲ့အတိမပြုတ်နိုင်သေးပါဘူး အမ်းမှာလဲတောဟိတောင်ဗျူဟာကိုရပါပြီလို့ရခိုင်စီရေးသတင်းရေးမြစ်ကပြောကြားထားပါတယ်။တန်တွဲလေစိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာခမရ966ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။ကဘာကျော်ကန်းချေငပလီအတွက်လေချောင်းဝင်ပေါက်ဖြစ်တဲ့တန်တွဲလေစိတ်ကိုအေအေကထိန်းချုပ်ပြီးတော့စစ်ကောင်စီတပ်ကစစ်ကြောင်းပြန်ထိုးနေတယ်လို့ဒေသခံများစီကသိရပါတယ်။လေစိတ်ကိုထိန်းထားတဲ့ခုထိတော့မငြိမ်သေးဘူး။ရန်သူဘက်ကလည်းလေစိတ်ကိုပြန်ရအောင်လို့စစ်ကြောင်းပြန်ထိုးနေတယ်လို့တန်တွဲဒေသခံတအူးကပြောပါတယ်။ တန်တွဲလေစိတ်ရရှိရေးအတွက်အေအေကနှစ်ပတ်ကြာကြောင်းထိုးစစ်ဆင်ခဲ့ရပြီးတော့ဇွန်လ22ရက်နေ့ကလေစိတ်ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့်စစ်ကောင်စီကလေစိတ်ကို Jet Fighter နဲ့၅ချိန်ထက်မနည်းဘုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တန်တွဲလေစိတ်ကိုအေအေကထိန်းချုပ်လိုက်ခြင်းဟာတော်လိုင်းကာလအတွင်းမှာလေစိတ်ကိုတိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ခုကပထမဦးဆုံးအချိန်ထိန်းချုပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာအေအေက တန်တွဲမျိုးနဲ့ငပလီမျိုးတို့ကိုဝိုင်းရံပိတ်ဆို့ထားပြီးတော့စစ်ကောင်စီကရေချောင်းနဲ့လေချောင်းကနေပြီးတော့စစ်အင်အားအလုံးရင်းနဲ့ဖြည့်တင်းနေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကငပလီမှာခလာရ55နဲ့တန်တွဲလေစိတ်မှာခမရ966တက်ရင်းတို့ရှိပြီးတော့ခမရ966ဟာတန်တွဲမှာခန်းစစ်ပြင်ဆင်ထားတယ်လို့သိရပါတယ် တန်တွဲမျိုးကစစ်ကောင်းစီတက်ဆက်ခန်းများကိုပြီးခဲ့တဲ့အေပီလကစတင်ပြီးတော့အေအေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအခုရက်ပိုင်းမှာခမရ966အပါအဝင်စစ်ကောင်းစီတက်ဆက်ခန်းများကိုထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တန်တွဲမျိုးနယ်မှာအေပီလ22ရက်ကစပြီးတော့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံ2000ခန့်ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါဗျ။တန်တွဲလေစိတ်ကိုမေလ14ရက်နေ့မှာလေရင်ပြေးဆွဲခွင့်ကိုပိတ်လိုက်ပြီးတော့စစ်လေရင်များသာအတက်အဆင့်ပြုတ်လုခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲများအတွင်းမှာစေကောင်စီကလေချောင်းနဲ့လက်နက်ကြီးများတိုက်ခိုက်မှုကြောင့်လင်းတီ၊နတ်တောင်မော်၊စင်ကောင်းကျေးရွာတို့ကအရက်သားပြည်သူအယောက်80ထက်မနည်းသေဆုံးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လော်ဘီများကတန်တွဲမြို့ကိုဘုံကျဲဖျက်ဆီးရန်ဇော်လာ23ရက်နေ့ညနေပိုင်းကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလှုံ့ဆော်နေကြတယ်လို့သိရပါဗျ အမ်းမြုံမှာရှိတဲ့တော်ဟင်းတောင်ဘျူဟာကုန်းဟာစစ်ကောင်စီအခိုက်အမာစခန်းဖြစ်ပြီးတော့ရခိုင်ပြည်နယ်မှာ AA က1027စစ်စီရေးစတင်ချိန်ကလေးကတိုက်ခိုက်ခဲ့တဲ့စခန်းများထဲမှာပါဝင်တယ်လို့သိရပါဗျ။ယခုအခါမှာ AA ကအပိသက်တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်တယ်လို့စီရေးသတင်းအင်းမြင့်များကပြောပါဗျ။စစ်ကောင်စီတပ်ဟာအခုရက်ပိုင်း တိုက်ပွဲများပြင်းထန်နေတဲ့တန်တွဲတောင်ကုန်းအမ်မောင်တော်မြို့နယ်ကိုလေချောင်းကနေပြီးတော့ဇက်တိုက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။စေရဲအထိနာပြီးတော့ရှုံမဲမဲပြီးမယူရဲဆန်နေတဲ့စစ်ကောင်စီတပ်ဟာအရခတ်တပ်တော်အေအေထိန်းချုပ်ထားရာမြို့များရက်ရွာများနဲ့လက်ရှိတိုက်ပွဲများပြင်းထန်နေတဲ့မောင်တော်အမ်တန်တွဲစတဲ့မြို့နယ်များနဲ့အနီးအနားမှာရှိတဲ့ကျေးရွာများမှာရှိတဲ့အရသာပြည်သူလူထုတွေနေထိုင်ရာမြို့ရက်ရွာများစေယုံစေကံဈေးစာတင်ကြောင်းဖုန်ကြီးကြောင်းနဲ့အရသာပြည်သူတွေသွာလာလှုပ်ရှားရာနေရာများအား ပြစ်မှတ်ထားပြီးတော့ရေချောင်းလက်နက်ကြီးလေချောင်းပြစ်ခတ်တိုက်ခိုက်မှုများကိုတနေ့ထက်တနေ့ပုံမပြုတ်လို့ရရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့အနီးမှာရှိတဲ့ဝေခါအင်းတော်ကြီးလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဝေလုံစကမ်းကို KI ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ23ရက်နေ့ညနေ6:45မိနစ်မှာဝေခါအင်းတော်ကြီးလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဝေလုံစကမ်းကို KI ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့ကြံရှိနေသေးတဲ့ ညောင်ပင်စခန်းနဲ့ချောင်းဝစခန်းတို့ကိုလည်း KI ပူပေါင်းတပ်ဖွဲ့များကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။6:45မိနစ်မှာဝိလုံစခန်းကို KI ပူပေါင်းတပ်ဖွဲ့တွေအပီအစီတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။ညောင်ပင်စခန်းနဲ့ချောင်းဝစခန်းကိုဆက်လက်တိုက်ခိုက်နေပါတယ်လို့ KI ရဲ့စီရေးသတင်းအရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ်စကန်းသိမ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်လေးမိုင်ကစစ်ကောင်စီရဲ့နယ်ကြားဆောင်ရဲတပ်ဖွဲ့ကွဲနခခနှစ်ဟာဇော်လ23ရက်နေ့မနက်ကအာရခတပ်တော် AA ရဲ့လက်ထဲကိုကျသွားပြီလို့သတင်းတွေကြေပြန့်စွာထွက်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံတဦးကဇော်လ23ရက်နေ့မနက်မှာလေးမိုင်ကနခခနှစ်တရင် AA လက်ထဲကိုကျရောက်သွားပြီလို့သတင်းတွေထွက်နေတယ်နေ့ရက်7နှစ်နာရီ10မိနစ်မှာလေးမိုင်ဘက်ကိုဂျက်ဖိုက်တာလေးရဲ့နှစ်စီးပြန်သွားပြီးတော့ဘုံကျဲချနေတယ် မွန်လွဲ2:15မိနစ်မှာလဲနောက်ထပ် Jet Fighter ၄ရင်၂စီးလာပြီးတော့ဘုံကျဲချနေတယ်လို့ပြောဆိုခဲ့ပါတယ်မောင်တော်၄မိုင်အခြေဆိုင်စစ်ကောင်စီရဲ့နခခနှစ်တရင်ကိုအရခတက်တော်ကဇော်လာ21ရက်နေ့မှာဘဟိုကင်းအပေါက်ပွင့်အောင်အထိထိုးစစ်ဆင်ဝမ်းရံပိတ်ဆို့တိုက်ခိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာ၃မိုင်မှာရှိတဲ့ UNHCR ရုံတောင်ကုန်းကိုနောက်ဆုတ်သွားခဲ့ပြီးတော့လက်ရှိမှာတော့နခခနှစ်တစ်ခုလုံးအေးအေးလက်ထဲကိုကြားရောက်သွားပြီလို့သူကပြောပါတယ် တက်ဆုတ်လာတဲ့စစ်ကောင်စီတပ်သားတွေဟာသုံးပိုင်ရက်ကွက်ဝေသာလီကျေးရွာအနီးမှာရှိတဲ့ WFP ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ရဲ့ရိက္ခာဂိုဒေါင်အားဖောက်ထွင်းကလက်ကျန်ဆန်တွေကိုနီးစပ်ရာမော်စလင်စံကုံတွေများထံကိုရောင်းချခဲ့ပြီးတော့ဂိုဒေါင်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့မျက်မြင်ဒေသခံတွေကပြောပါတယ် WFP ရိက္ခာဂိုဒေါင်ကသုံးပိုင်တာစီရွာမှာရှိတာမဟုတ်ဘူးဝေသာလီကျေးရွာအနီးမှာရှိတာပါဝေသာလီရွာကိုစစ်တပ်ကမိရှုတဲ့နေ့က ဂိုးတောင်တဲကစံတဲ့ရိတ်ခါအများစုကိုစစ်တပ်ကယူသွားခဲ့ပြီးပါပြီအခုကြံနေတဲ့စံတွေကိုနခခနှစ်ကတက်ဆုပ်ပြီးတော့ပြေးလာတဲ့နေ जा ဆောင်တွေကရောင်းစားပြီးတော့မီးရှို့လိုက်တာလို့ပြောဆိုခဲ့ပါတယ်လက်ရှိမှာလေးမိုင်အနီးတော်ဝိုက်ကိုစစ်ကောင်စီကလေးချောင်းကနေပြီးတော့ဇက်တိုက်ဘုံကျဲချနေတယ်လို့သိရပါတယ်နခခနှစ်ကိုတိမ့်ပိုက်လိုက်တဲ့သတင်းကိုအရခတက်တော် AA ကတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးတဲ့အတွက်အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်အရေးကြီးတဲ့ရင်ကတော့သခိုင်းဒေတာချောင်းမြို့နယ်မှာရှိတဲ့တန်ဃာတော်တွေကအကြမ်းဖက်စစ်ကောင်စီကိုဆန့်ကျင်တဲ့ကန်ဆောင်တပိတ်ကိုဇွန်လ23ရက်နေ့မှာစတင်ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးမြို့မှာရှိတဲ့ဝင်းနေမီတာယုံစာတင်နိုင်ရဲ့ဗရဏနာနိုင်ရကနိုင်ငံတော်တန်ဃာမဟာနိုင်ရကအဖွဲ့ဝင်ဗရဏနာမူနေနာဘီဝင်သားကိုစစ်ကောင်စီကဇွန်လ19ရက်နေ့မှာပြစ်တက်ခဲ့ပြီးတော့9ရက်မြောက်နေ့မှာတန်ဃာတော်တွေက အကြမ်းဖက်စစ်ကောင်စီကိုကန်ဆောင်တပိတ်စတင်ပြုလုပ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုအချိန်နေဟာတပိတ်မောက်အင်ကာရှစ်ချက်လုံးနဲ့ညီနေလို့တန်ဃာဒုတွေအနေနဲ့စစ်အာဏာရှင်ကိုတပိတ်မောက်စန့်ကျင်ရုံကတပါအခြားမရှိဘူးလို့ဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ကလည်းမိန့်ကြားထားပါတယ်။စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်ပြန်လည်တော်မူခဲ့ရတဲ့ဝင်းနေမီတာယုံဆရာတော်ကြီးနဲ့ပတ်သက်ပြီးတော့တီတကူဆရာတော်ဗဒ္ဒနာညာနေတရကစစ်တပ်ကိုတီးခန့်ခွင်လို့မေ့ပစ်ဖို့ တန်ဃာဒုကိုဇွန်လ22ရက်နေ့မှာပြောဆိုခဲ့တဲ့စကားအပေါ်မှာတပည့်သားတန်ဃာတော်တွေနဲ့တက္ကဒကမတွေအပါအဝင်ပြည်သူလူထုကစန့်ကျင်ပြီးတော့မကြေမနက်ဖြစ်ခဲ့တယ်လို့သိရပါဗျ။ PDF တွေရဲ့ပြည်ခတ်မှုကြောင့်ပြန်လည်တော်မူခဲ့ကြောင်း MRTV ကတစ်ဆင့်သတင်းမှားတွေကိုထုတ်ပြန်ခဲ့ပြီးတော့မျက်မြင်သက်သေကံ30ဆရာတော်ကြီးကဝင်းနေမိတာယုံဆရာတော်ကြီးကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ထုတ်ဖော်မိန်ကြားမှသာအကြမ်းဖက်စစ်ကောင်စီကဝန်ခံခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့ City Map One Stop Map Ocean စတဲ့အယောင်ဆိုင်တွေကမန်နေဂျာတွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးဆက်ဆေးခဲ့ပြီးတော့အယောင်ဆိုင်အသီးသီးရဲ့ဂူထောင်တွေထဲမှာတိုးလောင်ထားတဲ့စံနဲ့စီတွေကိုသိမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လာ22ရက်နေ့မှာအရက်ဝင်းတဲ့စစ်ကောင်စီတပ်သားတွေဟာအယောင်းဆိုင်တွေကိုရောက်လာပြီးတော့မန်နေဂျာတွေကိုခေါ်ယူတွေ့ဆုံပြီးဖမ်းဆီးသွားခဲ့တာလို့သိရပါတယ်။စာသုံးလုံးရုံးကိုဖမ်းသွားတယ်။ဘလို့စစ်ဆေးခံရလဲဆိုတာကိုတော့ပြန်ပြောလို့မရဘူးတဲ့။ပြီးတော့ဂိုဒေါင်တွေကိုလိုက်ပြခိုင်းတယ်။စံအိတ်တွေ၊စီတွေကိုတင်းသွားတယ်။ ်အခုအကြောင်းကိုအင်တာနက်ပေါ်တင်တာပဲဖြစ်ဖြစ်သတင်းဌာနတွေကိုပြန်ပြောပြတာပဲဖြစ်ဖြစ်လုပ်ရင်အဖမ်းခံရမယ်ဆိုတာကိုချင်းချောက်ပြောဆိုခဲ့ပြီးတော့သိရှိကြောင်းလက်မှတ်ထိုးခိုင်းခဲ့တယ်လို့ Ocean အရောင်းဆိုင်ကမန်နေဂျာတဦးရဲ့မိသားစုဝင်တဦးကပြန်လည်ပြောပြခဲ့ပါတယ်ဖန်စီခေါ်ဆောင်သွားတဲ့အချိန်မှာရိုက်နှက်ဆစ်ဆေးတာတွေတော့လုံဆောင်တာမရှိဘူးလို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကကုံစင်းနှုံကြီးမြင့်မှုရှော့ချရေးအတွက်ဆိုပြီးတော့ရွှေလုပ်ငန်းရှင်တွေကိုဖမ်းဆီးတာစံဆက်လုပ်ငန်းရှင်တွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ပြီးတော့စံဆက်လုပ်ငန်းရှင်တွေစီကနေ စံဆက်တစ်ခုကိုစံအိတ်အိတ်တရာနှုံပေးဖို့အတွက်တောင်းယူခဲ့တယ်လို့လည်းသိရပါဗျ။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရန်ကုန်မြို့မှာရှိတဲ့ဈေးအယောင်စင်တာတွေဘက်ကတော့သတင်းထုတ်ပြန်လာတာမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာနဲ့ဖောကနဲ့လိုက်ပါလာတဲ့စစ်သားများကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လ၁၂ရက်နေ့မှာမရီယာမျိုးကနေထွက်လာတဲ့ဖောကား၅စီးနဲ့လိုက်ပါလာတဲ့အင်အားတရာကပ်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရှင်လှကြေးရွာအနီးမှာပြင်းဥလင်ခရိုင်အမတ်တဲတရင်ပြင်းဥလင်ခရိုင်ဘက်ကဖမရီယာမျိုးနယ်ဘက်ကဖတိုက်နယ်နှစ်ဘက်ကဖနဲ့တိုက်နယ်၆ဘက်ကဖပူးပေါင်းအဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီနေ့မှာမရီယာမျိုးနယ်ကြောက်တရာကြေးရွာဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့ အင်အား35ဦးခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမရီယာမြို့နယ်ပကဖကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇော်လ12ရက်နေ့မှာမရီယာမြို့နယ်ရေနံသာကျေးရွာကရဲစခန်းကိုမရီယာမြို့နယ်ပကဖ drone တပ်ဖွဲ့က face wing drone နဲ့ drone bomb 6လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ